ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့စာတန်မနတ်ကိုနိုင်တော်လက်နဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွာပေးသွားမှာဖြစ်ပါတယ်။ယာကုပ်ဩရစာအခန်းလေးစာပိုက်ခွန်ကိုဖတ်ပါမယ်။ထို့ကြောင့်ဘုရားသခင်အလိုတော်သို့လိုက်ကြလော့။မာနတ်ကိုစီးတားကြလော့။တုတ်ပြုလင် သူသည်သင်တို့ထံကပြေးသွားလိမ့်မည်ပြောတာတွေ့ရတယ်။အဲ့တော့ ထို့ကြောင့်ဆိုတဲ့အပေါ်ရဲ့နော်စကားစကားပါလဲလို့ပြောရင်တော့အပေါ်မှာသူကယုံကြည်သူတချို့ကလောကနဲ့အပေးယူလို့တယ်နော်လောကီမြေကြီးပေါ်မှာရှိတဲ့အရာတွေနဲ့အပေးယူလို့တယ်စီစဉ်ဥစ္စာတက်မဲ့ခြင်းတွေရှိတယ်ပေါ့အဲ့ခါမှာသူကဘာပြောလဲဆိုတော့စပိုက်လေးမှာဆိုရင်နော်ဒီ လောကနဲ့မိသားယဖွဲ့လို့တော့သူဟာတဲ့ဘုရားသခင်အရန်သူဖြစ်တယ်ပြောရတွေ့ရတယ်ဆိုတော့ယုံကြည်သူ ဖြစ်ပြီးဘုရားသားသမီးဖြစ်ပြီးတော့မှเนาะဒီမြေကြီးပေါ်မှာရှိတဲ့အရာတွေစီးစင်ဥစ္စာတွေเนาะအပျော်အပါးတွေဒီလိုမျိုးပေါ့အဲ့ဒါနဲ့အပေးယူလို့တာเนาะအပေးယူလို့လဲမိသားယဖွဲ့တယ်ဆိုရင်အဲ့ဒါ အတိတ်လင်းပြောမယ်ဆိုရင်တော့ဘုရားသခင်အယံသူဆိုတော့အတိတ်ဘယ်ကစာရန်နဲ့စာရန်ရဲ့အလိုကိုလိုက်မိသွားတယ်စာရန်နော်ရဲ့ကြောက်ကွန်းရောက်သွားတယ်စာရန်နဲ့ပေါင်းမိသွားတယ်လို့အတိတ်ပဲရှိတယ်အားကြောင့်ဘုရားသခင်ယံသူဆိုတာကစာရန်ဖြစ်တယ်အဲ့တော့လောကနဲ့မိတ္တရဖွဲ့တဲ့သူဟာဘုရားသခင်ယံသူဆိုတာဘာလဲစာရန်နဲ့ပေါင်းမိတော့ပြောချင်တယ်အဲ့လိုကိုသူကထိုးကြောက်ဆိုတော့အဲ့ဒါပြောတာနော် ဒါကြောင့်ဖားစာတော်နဲ့ပေါင်းမိသွားပြီဆိုရင်တဲ့အဲ့ဒီစာတော်တော့နိုင်တဲ့ဤကတော့ဘာလဲဆိုတော့ဘုရားသခင်အလိုတော်ကို ပြန်လိုက်ပါတဲ့နော်ဘုရားသခင်အလိုတော်တိုင်းပြန်ပြီးအသက်ရှင်ပါတဲ့အဲ့ဒါဆိုရင်တော့စာတော်ကမင်းတို့ထံကနေပြေးသွားလိမ့်မယ်လို့ပြောတာတွေ့ရတယ်။ဒါကြောင့်ဘုရားသခင်ပြင်ဆင်ပေးတဲ့စာရန်ကိုနိုင်တဲ့လက်နက်ကတော့ဘာလဲလို့ပြောရင်တော့ အလိုတော်ပေါ့အလိုတော်ဆိုတာဘာလဲဆိုရင်တော့နှုတ်ကပတ်တော်ပေါ့ဘုရားသခင်အလိုတော်ကျွန်တော်ဘယ်မှာသိနိုင်လဲဆိုတော့နှုတ်ကပတ်တော်တမချမ်းစာအဖြစ်မဲ့ကျွန်တော်သိနိုင်တယ်ဆိုတော့ကချမ်းစာဖတ်တယ်ချမ်းစာကတော့ကျွန်တော်တို့အတွက်ဘာဖြစ်လာဆိုတော့ရီမာဖြစ်လာတယ်နှုတ်ကပတ်တော်ဖြစ်လာတယ်အဲနှုတ်ကပတ်တော်တိုင်းလက်တွေ့နာခံအသက်ရှင်ခြင်းဟာစာတောင်နိုင်တဲ့လက်နဲ့ဖြစ်တယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါအလိုတော်သို့လက်ချင်းဖြစ်တယ် တယောက်ခံနှစ်စာပတ်၁၄ကိုကျွန်တော်နင်းငယ်ဖတ်ချင်တယ်လူပြူတို့တင်းတို့ဒီခွန်အားနဲ့ပြည့်စုံ၍ဘုရားသခင်နှုတ်ကပတော်၌မြည်ဝဲစေကသဖြင့်စာတန်ကိုအောင်တော်ကြောင့်တင်းတို့အားငါယူ၍ပေးလိုက်နော်မြည်ဝဲတယ်ဆိုနှုတ်ကပတော်စားသုံးလားဒီနေ့ခန္ဓာကိုယ်အတွက်ရေတွေအစာအာဟာရတွေစားရတယ်လို့ပဲဝိညာဉ်ခွန်အားအတွက်ဘာစားမလဲနှုတ်ကပတော်စားသုံးအောင်နှုတ်ကပတော်ဖတ်ရမယ် နော်ဖတ်ရမယ်ပြင်ပါလဲစစ်ကတ်တယ်စစ်ကတ်တယ်ဆိုမြေခုခိုးလုံးတာပေါ့အဲ့တော့ဖတ်ပြီးလက်တွေ့နာခံလက်လျှောက်တယ်အဲ့ခိုးလုံးတာပေါ့နော်မြေခုအားထားတာပေါ့ဒါလိုပြောတာတွေ့ရတယ်ဒါကြောင့်ဟုတ်နော်ဒီနေ့ကျွန်တော်ရဲ့လက်နဲ့စာတန်ကိုနိုင်တဲ့လက်နဲ့ဒီနှုတ်ကပတ်တော်ဖြစ်တယ်ဒါကိုနားလည်ဖို့ဖြစ်ပါတယ်ပေါ့နော်ဒီ 马得康累太嘛，啊！一宿困着，送上前看下的看嘛，一帮人在啊，沙哈拉东上街么西屋，啊，二四，么得来看嘛，萨拉那个送上的，啊，这照顾某片随便嘛，啥来吧啦，标着来，一宿也不留便便来。 လူအမောအဖြစ်တာအသက်မွေးရမှာမဟုတ်ဘူးဘုရားသခင်မိန်တော်မူသည်မြနှုတ်ကပတ်တော်အဖြစ်အသက်ကိုမွေးရမယ်ပြောတော့တွေ့ရပါတယ်ဒါလည်းပါလဲစာတန်ကိုစာရမဏတ်ကိုယေရှုကနှုတ်ကပတ်တော်နဲ့ပြန်လဲပြီးတော့မှအနိုင်ယူလိုက်ခြင်းဖြစ်ပါတယ်အဲ့ဒါနဲ့ဒီနည်းနဲ့မရတော့ဘာလို့လဲဆိုတော့အလွန်မြင့်လာဆိုဗိမာန်တော်အထုတ်ကိုတင်တယ် အဲ့ဒီကခုံချတဲ့မင်းရဲ့ချီကိုကြောက်နေမထိမခိုက်စေခြင်းကကောင်းရင်မှန်ရမှဆာမယ်လို့ပြောတယ်တဲ့အဲ့တော့ဒရိုင်းစုံစမ်းလို့မရတဲ့ခါမှာဘာနဲ့စုံစမ်းလဲဆိုတော့ဆလံချမ်း61ပေါ့ကျမ်းစာနဲ့ယေရှုစုံစမ်းတာဘလို့စုံစမ်းလဲဆိုဒီလိုနမိတ်လက္ခဏာတကူနမိတ်လက္ခဏာပြလေဖဲသားဆို ော်နောက်ခုခက်လက်သူပဲလေယုံကြည်သူဆိုတာကနော်တကိုးနမိတ်လက္ခဏာရှိရမယ်ပြုရမယ်စသဖြင့်ပေါ့အော်ဘုရားသခင်လို့ရှိရင်တော့ပြုရမှာဝါသူမျိုးသူများပြောတိုင်းပြုဖို့တော့လည်းမဟုတ်အဲ့ဒါဆိုတော့ပါသွားပြီနော်သိဆောင်မှုအဲမှာယေရှုကပါပြောတယ်သင်ဘုရားသခင်ကစုံစမ်းမပြုရဘူးတဲ့သူလိုပြောတယ်အဲ့တော့ကျမ်းစာအဖြစ်မဲ့နိုင်တယ်ဆိုတာတွေ့ရတယ်နောက်ဆုံးမှာစာရန်ကသူ့ရဲ့လက်နဲ့ နော်အကြီးဆုံးလက္ခဏာကဘာလဲဆိုရင်တော့ဒီနေ့တိုင်းနိုင်ငံတွေကိုပြတယ်တဲ့ပြပြီးတော့အဲတိုင်းနိုင်ငံနဲ့အားလုံးနဲ့ lucky season အားလုံးဟဲ့ခင်ငါ့ကိုလက်ထက်အထားတာတဲ့အဲဒါကြောင့်ငါ့ကိုကိုးကွယ်တဲ့ကိုးကွယ်ရဆိုရင်တော့အဲဒါအားလုံးမင်းကိုငါပေးမယ်ယေရှုကိုစုံစမ်းတယ်တိုင်းမှာပဲဒီနေ့လောကလောကနဲ့အပေးယူလှုပ်ချင်းတရား ဒီနေ့စာတန်ကယေရှုစုံစားတဲ့အကွက်နဲ့အတူတူပဲကျွန်တော်ပါသွားတတ်တယ်ပေါ့ပါသွားတတ်တယ်နော်ယေရှုကတော့ပါမသွားဘူးဟာလာဖယားသခင်ကိုပဲကိုးကွယ်ရမယ်ဆိုတော့နှုတ်ကပတော်နဲ့ပဲပြန်ချေပါတာတွေ့ရတယ်နော်လော့ကီစိစိကိုမကိုးကွယ်ရအောင်မတက်မတ်ရအောင်လော့ကီစိစိနဲ့အပေးယူမလို့ရဘူးတဲ့နော်ဖယားသခင်ကိုပဲနံပါတ်1ထားမယ်ဖယားသခင်ကိုပဲကိုးကွယ်ရမယ် ဆိုပြီးတော့မှပြန်ချေပါတော့တွေ့ရတယ်နှုတ်ကပတော်နဲ့။ဒါကြောင့်တော့မမေဆွေတိဖို့ကကျွန်တော်ကနော်လောကမှာနေတဲ့ခါမှာလောကနဲ့တော့ဟာလာဟိုဘယ်လိုခေါ်မလဲထိတွေ့နေပါပဲဖြစ်တယ်။တော့ရယ်မိတ္တာယမပြည့်မဖို့လို့အဖေးယုံမလုံမဖို့လို့ပါတယ်။ဆိုတော့ကတော့ဖျားထက်ဒီလောကအရာတွေကိုပူးဆွဲလန်းနေတာလောကရဲ့အုပ်ဆိုးမှုဝန်ခံနေတာမျိုး မဖြစ်ရပါဘူးအဲ့လိုဆိုရင်တော့ဘုရားယံသူဖြစ်သွားပြီဘုရားယံသူဆိုတော့ဗာလဲစာရာနဲ့ပေါင်းပြီးသွားပြီလို့ပြောချင်တာဘုရားယံသူစာရာလေကျွန်တော်တို့လည်းမဟုတ်ဘူးပေါ့ဒါဝိညာဉ်ဘာသာစကားဆိုတော့ဒီလိုပဲပြောမှာပေါ့ဒါကြောင့်တိဖို့ကအဲ့ဒီဘုရားထဲကျွန်တော်တို့ရောက်နေပြီဆိုရင်တော့ဘာပဲရှိလဲဆိုနီလန်းကတော့နှုတ်ကပတော်နဲ့အညီ ပြန်သက်ရှင်ဖို့ဖြစ်တယ်။ကျန်းစာပြန်ဖတ်ပါ။နှုတ်ကပတ်တော်ဖြစ်တဲ့ဖြစ်နော်ကိုယ်အတွက်ဖြစ်လာတဲ့အထိဖတ်ပါ။အဲ့ဒါဆိုရင်တော့အဲ့နှုတ်ကပတ်တော်တိုင်းလက်တွေ့အသက်ရှင်ခြင်းဟာအလိုတော်သို့လိုက်ခြင်းဖြစ်တယ်။အဲ့လိုအလိုတော်သို့လိုက်ရင်ဘာဖြစ်မလဲ။စာရန်နိုင်ပြီပေါ့။စာရန်ထွက်ပြေးသွားလိမ့်မယ်။ဒီလိုပြောတာတွေ့ရတယ်။နော်။ဒီ effect ခန်း6 effect ခန်း6ကျွန်တော် စာပတ်ဆက်ခွန်မှာလည်းဗာပြောလဲဆိုတော့ကဲတင်ချင်းတီဟုသောတန်ခမောက်လုံးကို၎င်းဖျားသခင်နှုတ်ကပတ်တော်တီဟုတော်ဝိညာဉ်တော်ဓာတ်ကို၎င်းယူကြလောလို့ပြောတာတွေ့ရတယ်နော်အဲ့တော့နှုတ်ကပတ်တော်ဟာဝိညာဉ်တော်ဓာတ်ဖြစ်တယ်ဒီနေ့စေဝတ်စုံကျွန်တော်တို့ပေးထားတာကြည့်တဲ့အခါမှာကျွန်တော်အလုံးကခံစစ်ပဲစရန်လာတိုက်တာကိုဘလို့လဲ မရှောင်းအောင်သွားခန္ဓာပဲရှိတာခံစစ်ပဲဖြစ်တယ်အဲ့တော့နှုတ်ကပတော်ကတော့ပါလေအဲ့လက်နဲ့ထဲမှာတိုက်စစ်ဖြစ်တယ်နော်တိုက်စစ်စာတောင်ပြန်တိုက်ဖို့ဖြစ်တယ်လာတိုက်တာကိုခံနေရင်တော့တနည်းရှုံးပါပဲလေစာရမမပြေဘူးဆိုရင်တော့နော်အခုကပါပေါ်မှာလည်းဒီတိုင်းပါပဲခံစစ်ကနော်ထိုးစစ်အသွင်မရှိဘူး ပြန်ပြီးမတိုက်နိုင်ဘူးဆိုရင်အဲ့ခံစက်ကမကြောက်ဘူးနော်တလသုံးဖို့နလသုံးလလေးလပေါ့ဒီထက်ပုံမခံပါဘူးကြသွားတာပဲရှုံးသွားတာပဲဒီသဘောပါပဲကျွန်တော်တို့လဲနော်စာရမဏတ်ကကျွန်တော်တို့တိုက်နေတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ခံမဲခံနေမယ်နော်တောင်းခံထားနေမယ်ဆိုဘလောက်သွားနိုင်အောင်တိုက်မှာပဲဖြစ်တယ်သူ့ကိုပြန်ပြီးတော့မှနော်မတိုက်နိုင်ဘူးဆိုရင်တော့ကို့ ကိုမကြမရှုံးမရှင်းသွားတိုက်နေမှာနေမျိုးစုံနဲ့ဟောဒီလိုသဘောရှိတယ်အဲ့တော့သူ့ကိုနိုင်တဲ့လက်နက်ကပါလဲနှုတ်ကပတ်တော်ဝိညာဉ်တော်ရဲ့ဓာဝိညာဉ်တော်ရှိပြီးသားဒါမှမဟုတ်ဓာမရှိရင်တော့နှုတ်ကပတ်တော်မရှိရင်တော့ဘယ်လိုလို့စရမဏတ်ကိုနိုင်မလဲတစ်ချိန်ကိုနိုင်သွားမှာဖြစ်ပါတယ်နော်အဲ့တော့အတက်ဘယ်ကပါလဲဆိုဝိညာဉ်တော်နဲ့မြャမြာမိတ်တာရ ဖွဲ့ဖို့ဖြစ်တယ် ကျမ်းစာဖတ်ပါဝိညာဉ်တော်ဖွင့်ပြမယ်ဒါဆိုနှုတ်ကပတ်တော်ဖြစ်လာလိမ့်မယ်နော်နှုတ်ကပတ်တော်ရှေ့နော်ခုနယေရှုစုံစမ်းတဲ့ခါမှာယေရှုနှုတ်ကပတ်တော်နဲ့ပြန်ခြေပတဲ့ခါမှာစာရန်ကနော်ထွက်သွားတယ်တဲ့နားမမနေနိုင်ဘူးသူတို့ပြောတာတွေ့ရတယ်ဒါကြောင့်ဓမ္မမိတ်ဆွေစာရမဏတ်ကိုနိုင်တဲ့လက်နက်ကတော့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်ကျမ်းစာဖတ်ဖို့မပြင်းပါနဲ့ ဖတ်တဲ့ခါမှာလဲဝိညာဉ်တော်ဖွင့်ပြတဲ့အထိဖတ်ပါအဲ့ဒါဆိုတော့နှုတ်ကပတော်ဖြစ်မယ်အဲ့နှုတ်ကပတော်တိုင်းအသက်ရှင်ခြင်းနဲ့ဝိညာဉ်တော်ရဲ့ဓာတ်နဲ့စာတန်ခုတ်လိုက်ခြင်းဖြစ်တယ်နော်အဲ့ဒါဆိုတော့စာတန်ကပြေးသွားမှာဖြစ်ပါတယ်အကယ်၍များခုနကျွန်တော်ခြေပြုတ်ချက်ပြောသလိုပဲကိုကစာတန်နဲ့အပေးယူလွတ်မိနေပြီဆိုရင်တော့ဒီနေ့အလိုတော်သွတ်လိုက်ပါကိုတိထားတဲ့နှုတ်ကပတော်တိုင်းပြန်ပြီးတော့မှအသက်ရှင်ပါအဲ့ဒါဆိုတော့စာတန်ထွက်ပြေးသွားလိမ့်မယ်ဒါလိုပြောချင်တာဖြစ်ပါတယ် ဒါကြောင့်ဒီနေ့လောကမှာနော်လောကအောင်တယ်လို့ကျွန်တော်တို့ပြောတဲ့ခါမှာစာတောင်အောင်ခြင်းဖြစ်တယ်ဆိုတော့လေနော်နားလည်ဖို့ဖြစ်ပါတယ်ပေါ့ဒီနေ့စပြီးတော့မှနှုတ်ကပတ်တော်နော်အလင်းသက်ထားပါဘာပဲလှုပ်လှုပ်နှုတ်ကပတ်တော်နဲ့ဖျားသခင်အလိုတော်နဲ့အညီရင်ဆိုင်ပါဒါဆိုရင်တော့စာရဟာတင့်ထံကထွက်ပြေးသွားလိမ့်မယ်လို့ခေါ်ပေးနေနေကုန်းချုပ်ပါတယ် ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်